မြန်မာနိုင်ငံရဲ့ရေနက်စိတ်ကမ်းတွေကိုတုံ့ပြုပြီးစွမ်းအင်ကုန်သွယ်မှုပြုလုပ်နိုင်မယ့်အခွင့်အလမ်းကောင်းတွေကိုရုရှားနိုင်ငံပိုင်စီးပွားရေးကော်ပိုရေးရှင်းတွေနဲ့တွဲဆုံဆွေးနွေးခဲ့ကြောင်းစွမ်းအင်ဝင်ကြီးဌာနကနေသိရပါတယ်။အောက်တိုဘာ15ရက်နေ့မှာစွမ်းအင်ဝင်ကြီးဥက္ကုကိုလွင်ကမော်စကိုမြို့မှာပြုလုပ်တဲ့ရှစ်ချိန်မြောက်ရုရှားစွမ်းအင်ရတတပတ်အပြည်ပြည်ဆိုင်ရာဖိုရမ်ကိုတက်ရောက်ရင်းဆွေးနွေးခဲ့တာပါ။တီချာတွဲဆုံမှုတွေအရမြန်မာနိုင်ငံရဲ့ရေနံနဲ့တဘာဝတန်းငွေရှာဖွေတူဖို့ထုတ်လုပ်ရေးကဏ္ဍတွေမှာလာရောက်ရင်းနှီးမြှုပ်နှံဖို့ဆွေးနွေးခဲ့တယ်လို့လည်းသိရပါတယ်။ ဒါအပြင်မြန်မာနိုင်ငံမှာရေနံချက်ဆက်ရုံတိစောက်ပြီးထွက်ရှိလာတဲ့ရေနံထွက်ကုန်ပစ္စည်းတွေကိုပြည်ရင်းသားမကဒေတာရင်းနိုင်ငံတွေမှာဖြန့်ဖြူးရောင်းချနိုင်မဲ့လားလာကောင်းတွေရှိတာကိုလည်းစွန့်ဝင်ကြီးဥက္ကုကိုလင်ကအတိပေးဆွေးနွေးခဲ့ပါတယ် ဆက်လက်ပြီးရုရှားရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ Ross Concrete နဲ့တွေ့ဆုံခဲ့ပြီးနှစ်ဖက်ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့လုပ်ငန်းတွေရဲ့ဖြစ်ပေါ်တိုးတက်မှုအခြေအနေရှေ့ဆက်ဆောင်ရွက်မဲ့ကိစ္စရပ်တွေအပါအဝင်နှစ်နိုင်ငံစွန့်ရင်ကဏ္ဍပုံမှုပူးပေါင်းဆောင်ရွက်နိုင်ရေးနှစ်နိုင်ငံအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်အရှိန်အဟုန်မြင့်တင်ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြပါတယ် foreign အတွင်းမြန်မာစွမ်းအင်ဝန်ကြီးကတဘာဝတန်းခွေကိုလေလွင့်ဆုံးရှုံးမှုအနည်းဆုံးအသုံးပြုပြီးလျှက်စစ်ထုတ်လုပ်နိုင်တဲ့ combine cycle gas turbine တွေရဲ့စွမ်းဆောင်ရည်တွေနဲ့ဆက်လျင်းပြီးတာဝန်ရှိသူတွေနဲ့မေးမြန်းဆွေးနွေးခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ